သားတို့သမီးတို့ရေအခုဒီချေသင်ကြားမဲ့သင်ခန်းစာလေးကတော့အခန်း7ဒီအပိုင်း9မင်္ဂလာကဗျာလေးဖြစ်ပါရဲ့ကွယ်ကဲကလီရိုရေရုပ်ပုံလေးကိုကြည့်လိုက်ပါဦး သူတို့ဘာတွေလုံနေကြရဲ့လို့ထင်ပါသလဲကွယ်ဟုတ်ပါရဲ့ဖះမှာတန်ရှိလုံနေကြတာပါကွယ်ကဲအဲ့ဒါဆိုရင်ကြပြလေးရဲ့အတိတ်ပဲလေးကို မရှင်းပြခင်မှာတီချဲတို့ကြပြလေးကိုအတူတူရွတ်ဆိုကြည့်ကြရအောင်နော်မင်္ဂလာကြပြ ကုသိုလ်ပညာဥစ္စာရဖို့တင့်ရာဒေတာအမြဲနေရှိကတင်ကြိုပြုခဲ့ဘူးသည်ကောင်းမှုအထူးရှိပါစေမိမိကိုကိုကောင်းအောင်ထိန်လို့မတိန်စေနဲ့စောက်တီလေဥစ္စာကိုပေးနေထိုင်ရေမျှော်တွေးတုံ့ချက်ပေးအေဒါမှာ ဗုဒ္ဓဝါဒကပမင်္ဂလာတွေကဲတာယုသမီးတို့ရေအခုတီချာရွတ်ဆိုခဲ့တဲ့ကြပြလေးကိုရေးဖွဲ့ပေးထားတာကတော့ဆရာကြီးတကုံဥထုံးမြင့်ပဲဖြစ်ပါရဲ့ကွယ်ကဲအဲဆိုရင်တီချာနဲ့တူတူကြပြလေးကိုနောက်တစ်ခေါက်လောက်ရွတ်ဆိုကြရအောင်နော်မင်္ဂလာကြပြ ကုသိုလ်ပညာဥ္စာရဖို့တင့်ရာဒေတာအမြဲနေရှိကတင့်ကြိုပြုခဲ့ဘူးသည်ကောင်းမှုအထူးရှိပါစေမိမိကိုကိုကောင်းအောင်ထိန်လို့မတိန်စင်နဲ့စောက်တည်လေဥ္စာကိုပေးနေထိုင်ရေမျော်တွေးသုံးချက်ပေးအေတာမဗုဒ္ဓဝါဒကပမင်္ဂလာတွေ့ အခုဆိုတာယုသမီးတို့ဟာတီချဲနဲ့အတူတူကြပြားလေးကိုလိုက်ဆိုပြီးပြီပေါ့နော်အဲ့တော့တီချဲကကြပြားလေးရဲ့အတိတ်ပဲလေးကိုပြောပြပေးပါမယ်ဒီကြပြားလေးဟာဆိုရင်တော့ကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းပြုလုပ်ပြီးကုသိုလ်ရဲ့ပညာရဲ့ဥစ္စာရဲ့ရဖို့ကိုတင့်တော်တဲ့နေရာဒေသမှာပဲနေထိုင်ကြရမယ်တဲ့ပြီးတဲ့အခါမှာကိုကိုကိုလည်းအမြဲတမ်းကောင်းအောင် ထိမ့်သိမ့်ရမယ်ဆိုရဲအတိတ်ပဲလေးပဲဖြစ်ပါရဲ့ကွယ် ကဲတာဟုတ်သမီးတို့ရေအခုဆိုရင်ဒီချက်ရဲ့ grade 2မြန်မာစာသင်ကြားမှုသင်ခန်းစာလေးတွေကတော့အားလုံးပြီးဆုံးသွားပြီပေါ့ကွယ်တာဟုတ်သမီးတို့လည်းပညာဗဟုသုတလေးတွေအများကြီးရရှိသွားလိမ့်မယ်လို့ဒီချက်ယုံကြည်ပါတယ်တာဟုတ်သမီးတို့ပညာတတ်ကြီးတွေဖြစ်ပြီးလုံရင်ဆန္ဒလေးတွေလည်းတလုံးတဝကြီးပြေဝကြပါစေကွယ်